ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့လက်ရှိတိုက်စစ်ကစားသမားပြီးတဲ့ဒါ Matthews ကုညာကတော့ဗောနော် Crystal Palace နဲ့ပွဲမှာပြန်လာနိုင်ခြင်းရှိနေတယ်ဆိုပြီးတော့အာ reporter တယောက်ဖြစ်တဲ့ဒါ Benji Cops ကနေပြီးကျွန်တော် report လုပ်ထားပါဗါတယ်။ဆိုတော့အဓိကအဖြစ်ကျွန်တော်တို့ဒီ Everton နဲ့ပွဲမှာဥကောင်းထိခိုက်မှုရှိခဲ့တာကြောင့်နီးပြားဖြစ်သူကပုံမဆိုးစီဘူးအတွက်ဗောနော် Rex မယူဘဲနဲ့ကျွန်တော်အနာပေးခဲ့တယ်။ ဆိုတော့ဒါအဲ့အနာပေးတော့ကလည်းအရင်ဆူဆူဝါးဝါးဖြစ်ခဲ့တာမျိုးမဟုတ်ဘူးပေါ့နော်အဲ့ဂျုံနေရတဲ့အချိန်ကြီးကနေပူဆူးမှဆိုလို့အနာပေးခဲ့တာပေါ့ဆိုတော့အခုဆိုလို့ချင်းဒီဘက်လောက်ထိအနာပေးပြီးသွားတဲ့အချိန်မျိုးမှာအဲလက်ရှိတို့ဂျားကာလာကလည်းဘာမှပြည့်တနာထက်မဖြစ်တော့ဘူးဆိုလို့ချင်းပွဲမလာခင်ထိကပါနော်ဘာမှလည်းဆက်ပြီးတော့မဖြစ်တော့ဘူးဆိုရင်မက်ဒီစ်ကွန်ညာနီနဲ့ဒီခရစ်စတယ်ပဲလစ်နဲ့ပွဲမှာပြန်ပါလာနိုင်ဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်အဲကျွန်တော်ကတော့အမှန်တမ်းပြောရင်ယုံကန်နေရတဲ့မန်ချက်စတာယူနိုက်တက်မှာအဲ့လိုမျိုးကြားတာကတည်င်းကောင်းပါ ကျွန်တော်တို့လက်ရှိမှာနီးပြဖြစ်တဲ့ရူဘင်အမိုရင်အားကိုးရတဲ့ပလီယာတွေကတယောက်ပေါ့မန်တီးစ်ကွညာကကျွန်တော်တို့ဟာဒီကောင်ကလူမပီးဘူးတို့တကူကောင်ဆန်နေတို့ဘလူပဲမြင်မြင်ပေါ့နော်ဟုတ်ကဲ့ခုလေးခုလေးကြီးကျွန်တော်ရှင်းမယ်ကစားမယ်ပဲလီဆိုတာကခန်စစ်ကတအားကြစ်တဲ့တဲမှာပါတယ်ဗျာခန်စစ်ကြည်လင်မှုကျွန်တော်ရှိတယ်ဒီယာဒီမှာသလိုရှင်သူတို့ပီကူးတွေအများကြီးမရှိသေးဘူးဝင်းဘက်စ်တွေနဲ့ပေါ့နော်ဒါဆန်နဘက်၃ယောက်ကလည်းကြည်လင်မှုရှိတယ်ဒါအပြင် defensive midfielder တွေလည်းရှိနေတော့သူတို့ခန်စစ်ကိုသူတို့ဒီရှင်းကစားနိုင်ဖို့မလုံးဝဖောက်နိုင်ဖို့ဆိုလို့ရှိရင် အတူချင်းကောင်းတဲ့ကစားမားတွေနဲ့ဘောနော်ဒီကောင်ကြီးရဲ့ structure တွေကိုပြက်စီးသွားအောင်တည်တယ်မလားဒီအထိုင်ပြက်သွားအောင်ကျွန်တော် လုံနိုင်စွမ်းရှိတဲ့သူမှရမှာဗျာအမ်မူမူတို့ဘာလို့ကဒါပါတော့ဂိုးသွင်းမယ်ဖန်တီးမှုတွေလုပ်မယ်ဗောနော်အာမက်ဒီယာလိုတို့ကျွန်တော်လက်ရှိမဒီးစ်ကွညာတို့ကျတော့ဟိုကြင်လင်းမှုရှိနေတဲ့ဆိုတဲ့ဗောနော်ကျွန်တော်ဒီ defensive ပိုင်းနေမှာဆိုလို့ရှိရင်ဖျူဖျဲဖြစ်သွားအောင်လုံနိုင်စွမ်းရှိတဲ့ကစားမားတွေတယောက်ချင်းကြော်ဖြတ်မှုတွေပါနေဗောဒါမျိုးဗောနော်ဆိုတော့ဒါကြောင့်လက်ရှိမဒီးစ်ကွညာဒီ ကျွန်တော် Crystal Palace ကိုအနိုင်ယူမှုကျူးပန်းမဲ့ပွဲမျိုးမှာအများကြီးအရေးပါလာနိုင်တဲ့ကစားမပါဆိုတော့သူ့ရဲ့ဒီစွမ်းဆောင်မိတွေကအတင်းပေါ်ပြီးအပေါ်မှာအများကြီးအထောက်အကူပြုလိမ့်မယ်လို့တော့ထင်နေပါတော့။ဒါပေမဲ့လို့မလွယ်ပါမလွယ်ပါဘူးဆိုတော့အမ်မိုရင်ကအရင် risk you လေးရှိတဲ့နီးပြမျိုးမဟုတ်ဘူးဗျာ။အဲ့တော့သူက Matthias Cunha ရဲ့အနေထားကအချိန်ကြီးမကောင်းသေးဘူးလို့ထင်ရင်ထဲ့ကြမှာထဲ့လာမှာဆိုတော့ဒီနေ့ညနေတော့သတင်းစာရှင်းလင်းပွဲလုပ်နိုင်မယ်ထင်ပါတယ်။အဲ့ကလို့သတင်းစာရှင်းလင်းပွဲတွေဘာတွေလုပ်တယ်ဆိုလို့ရှင်တော့ ဒါဒီလက်ရှိကုညာတို့ဘာလို့ရဲ့နေသားတွေကိုဒီပြက confirm လောက်တာမျိုးတွေကျွန်တော်တွေ့ရမှာပါနော်ကျွန်တော်ကတော့ Matthias ကုညာပါစီခြင်းနဲ့ပါ Matthias ကုညာပါရင် chance ကပို့ပြီးတော့များတယ်ဗျာပြန်မဲ့ကိုဒုက္ခပေးဖို့ကအခုကလူစုံတက်စုံနဲ့ကျွန်တော်ကစားတဲ့ပွဲဒီမှာတောင်းမှာပါနော်ကိုတင်းကမလွယ်ဘူးပေါ့ပြန်မဲ့ကိုကစားရတာအဲ့တော့ကျွန်တော်လက်ရှိဒီလိုမျိုးလူစုံတက်စုံနဲ့တော့မလွယ်တဲ့အနေအထားမျိုးမှာကုညာတို့ပါမပါနိုင်ဘူးဆိုရင်ပူဆိုးမှာဆိုတော့ဂျိုဂျူဝါစစ်စီကလည်းကျွန်တော်ဘင်ဂျမင်ရှက်ကူတို့ဘာလို့လို့အာမကူရတဲ့အချိန်မျိုးမှာ ကုညာနဲ့အန်ပူမူကောင်းကောင်းပါနိုင်မယ်ပြီးမေဆန်မောင်းကိုလည်းထဲ့မယ်။ဒါပါတော့ဗျာအန်ပူမူကိုတိုက်စစ်ထားပြီးတော့မေဆန်မောင်းနဲ့ကျွန်တော်သာမက်ဒီစ်ကုညာနှစ်ယောက်ကိုနေရိုးနဲ့ပတန်ထားမယ်ဆိုရင်လည်းအများကြီးအချင်းကြီးကောင်းနေတယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ပေးလေးစစ်နောက်တန်းကမနိုင်ပြန်ဒီလာကော့စ်လို့ပြလို့ရှိရင်ဟိုဘယ်လိုပြောမလဲဒီမဂီဟီရိုလို့ကစားမတွေကဗျနော် physical ဘန်းလည်းကျွန်တော်တို့ကောင်းနေဗျာ။ချစ်လက်မှုလည်းကျွန်တော်ရှိတယ်ပေါ့။အဲ့တော့အမားတွေပါလေတိတ်မကျူးလွန်ကြဘူးဆိုတဲ့အခါကျတော့ဒါအန်ပူမူတို့ပါလို့ကစားမမှုတွေကျွန်တော်လိုပါတယ်။အဲကြောင့်လက်ရှိ United က တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ပြိုင်ဘက်ကိုကိုဒုက္ခပေးနေမိစာမိုင်းလူတယ်ပေါ့နော်။ကုညာမပါဘူးဆိုရင်တော့မေဆန်မောင်းဖြစ်ဖို့များတယ်။ပြီးကြတဲ့နေ့ကပွဲလိုမျိုးပေါ့နော်။ဂျူရှူဝါစီကစီကိုတိုက်စစ်မှထားပြီးတော့အာမက်ဒီယာလိုနဲ့အမ်မူမူဆိုတဲ့ပုံစံမျိုးထပ်ပြီးတော့ပါလာလိမ့်မယ်လို့တော့မထင်တော့ဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီပွဲကကျွန်တော်ဝင်းဘက်နှစ်နေရာကိုကျွန်တော်ကြည့်ရင်ဒူဂူတို့ပေါ့နော်။ကျွန်တော်ဒီမာစတာဗီဒိုတို့ကစားမမှုတွေဖြစ်နေတယ်ဆိုတော့ဘယ်ဘက်ကမှတိုက်စစ်ကမထိရောက်ဘူးဖြစ်နေတာပြသည်လား။အမ်မူမူဆိုလို့ရှိရင်လည်းပဲတယောက်ထဲလိုရတာ။ ကိုဆိုတာကအာမတ်ဒီယာလို့ဆိုလို့ရှိရင် तू ကဘယ်ချီတင်ပြီးတော့ဘယ်ချမ်းမှာသွားကစားသလိုဖြစ်နေတဲ့ခါကျတော့သူ့ရဲ့အည်အသွေးဟာပြိုင်ဘက်ကိုကျွန်တော်ဘယ်တော့ဒုက္ခပြနေဆိုရင်ထိရောက်မှုကတအားကိုနည်းနေတာအဲဒါကြောင့်အာမတ်ဒီယာလို့ကျွန်တော်နေရိုနံပါတ်10မှာသုံးကြည့်ရင်အမ်ဘူမိုနီယာမှာသုံးအကောင်းဆုံးပဲအဲ့လိုမဟုတ်ဘဲနဲ့ဟိုဘက်ကနီယာဒီမှာသုံးဖို့ကြိုးပမ်းမယ်ဆိုရင်တော့တော်တော်တိုင်ပက်လိမ့်မယ်လို့ထင်တယ်အဲဒါကြောင့်ဘယ်တော့အာမတ်ဒီယာလို့ကိုဝင်းဘက်စ်မှာပြန်ပြီးတော့ထားရင် ဗီဇာမောင်းလို့ပါတော့ကိုမြင်ရမလားဒါမို့ကုညာကိုမြင်ရမလားကျွန်တော်ကြည့်ရမယ်မက်ဒီစ်ကုညာပါမရမှာပါသူတပင် MOD တွေအတွက် NDA တွေများလာပါပြီလက်ရှိကာလတွေကအမှတ်တွေကလည်းတိတ်မရဘူးပေါ့နော်လက်ရှိမှာမစ်တီပဲလောက်ပဲကျွန်တော်ရှိနေသေးတဲ့အခြေအနေမျိုးမှာအတင်းဘက်ကပူကောင်းအောင်လုပ်နိုင်ဖို့ဒီနီးပြ MOD အနေနဲ့ရလက်တွေပူကောင်းအောင်ယူပြနိုင်ဖို့လိုပါပြီအဲ့တော့ကုညာဒီရလက်ကောင်းယူဖို့ကြိုးပမ်းနေတဲ့အခြေအနေမျိုးမှာအရေးကြီးပါနဲ့လက်ရှိသတင်းရဆိုလို့ရှိရင်လည်းမက်တီးစ်ကုညာပြန်ပါမယ်လို့လည်းကျွန်တော်သိရတယ်ဒီကလို့နေနေရော ကုညာပြန်ပါမယ်ဆိုလို့ရင်ရလက်ကောင်ရဖို့အတွက်ပေါ့နော်ကျွန်တော်ပုံဖော်နိုင်မယ်လို့ထင်ကြလားခက်ခဲလာပါပြီဆိုတဲ့ Crystal Palace ကွင်းမှာကျွန်တော်အနိုင်ယူနိုင်ကြပါမလားကုညာပါလာခဲ့ဆိုရင်ဆွေးနွေးကြပါအားလုံးကိုချစ်သီးများကြီးတို့ပါတယ်